မင်္ဂလာပါရှင်မန္တလေးကတဲ့ channel နဲ့ပြန်လဲကြဆွနိုင်ပါရှင်ပရိသတ်တို့ကတော့တင်ဆက်ပေးမယ်တရင်ကြောင်းလေးကတော့ဂျောဆန်စုကြည်ကိုပြည်သူကိုယူဆချင်ပြည်ရွေးချယ်ကွန်ပျူလိုက်ပြီးဆိုတဲ့တဲ့နဲ့ပဲဖြစ်ပါရယ်မင်္ဂလာပါပရိသတ်ကြီးနိုင်ငံရဲ့တပ်ပင်ကပုဂ္ဂိုလ်ဂျောဆန်စုကြည်ကို2025ခုနှစ်အတွင်းပြည်သူကိုယူဆချင်အဖြစ်ဂုံယူ ရွေးချယ်ဂုဏ်ပြုလိုက်ကြောင်းပြည်သူ့ကိုယေစုရွေးချယ်ရေးအဖွဲ့ကယနေ့သတင်းထုတ်ပြန်ကြေညာထားဖြစ်ပေါ်တွင်စကောင်းစရမတရားဖန်ဆင်းခြင်းကိုခံနေရသည့်နိုင်ငံရေးအကျဉ်းသားတို့ဖြစ်တဲ့ဂျော့ဆန်ဆူချီကိုစုရွေးချယ်ရေးဌာနခွဲအတတီကနေအဖွဲ့ဝင်များက လေးစားတံပို့ထားပြီးဂုံယူဝိကြွစွာဖြင့်စုချင်းမြင့်ကြောင်း16ကြိမ်မြောက်ပြည်သူ့ဂုံယူစုရွေးချယ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားဖြစ်ပေါ်တွင် အဆိုပါအကုန်ပြုတ်ပွဲအခမ်းအနားကိုလာမယ်မေလ24ရက်နေ့ညနေ9:00နာရီကနေ8:00နာရီအထိအမေရိကန်ပြည်ထောင်စုတက္ကသိုလ်ပြည်နယ်ဟူစတန်မြို့တွင်ကျင်းပသွားမယ်လို့သိရပါတယ်။ပြည်သူဂုံယူစု Citizen of Burma's Award တီမြန်မာပြည်သူများအတွက်ပရိုက်တာလုပ်ငန်းများနဲ့လူမှုအကျိုးပြုလုပ်ငန်းများတွင်ထောက်ပံ့မှုများပေးနေတဲ့မြန်မာနိုင်ငံသားများကိုဂုဏ်ပြုရန်ရည်ရွယ်တည်ဆုဖြစ်ပြီးအဝေးရောက်မြန်မာများစုပေါင်းဖွဲ့စည်းထားတဲ့ပြည်သူ့ဂုဏ်ရည်အတင်းဘ ਹੁ အလုံးမှုဆောင်အဖွဲ့ကနှစ်စဉ်ရွေးချယ်ချီးမြှင့်လေရှိကြောင်းသိရှိရပါသည် ပြည်သူ့ကိုယူစုကိုတော့2019တွင်စတင်ချိမြင့်ခဲ့ပြီးပထမဆုံးသောပြည်သူ့ကိုယူစုကိုတော့ရုပ်ရှင်တင်ယူဆောင်ဒါရိုက်တာဂျော့ဒူဂနီရရှိခဲ့လည်းဖြစ်ပါရင်ပြီးခဲ့တဲ့16ကျင်းမြောက်ပြည်သူ့ကိုယူစုကိုတော့နယူတန်နယ်ရီတွင်ပါဝင်နေခဲ့တဲ့လူငယ်များရဲ့တီထွင်ဖန်တီးမှုနဲ့ထုတ်လုပ်မှုများကရရှိခဲ့ပြီးစနေကျင်းမြောက်ပြည်သူ့ကိုယူစုကိုတော့အမေရိကန်နိုင်ငံဆိုင်ရာမြန်မာတမ်းမတ်ချင်းဦးကျော်မိုးထွန်းကရရှိခဲ့ကြောင်းသိရှိရပါသည် ကျောင်းရဲ့ဆက်ပင်မှုကျွန်မရဲ့ကြောင်းလာကိုပြောပါရှင်။အပင်တော့စင်မှုအတွေ့အထွေကျဆွတင်ရှိပါလိမ့်ရှင်။